ရဟံရဟံ6ချက်6ချက်လုံနေမရဘူးเนาะတရားကုံတော့မထီရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတယ်เนาะပရိလုံးလေးချပြီးတော့ဒီကုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အယွတ်အယွတ်ဆိုတာကအလုံးအမဲသားစားမှုမှာပဲဝါလုံးမှာမရတာတိတ်ဝါမှာလည်းမဟုတ်ဘူးเนาะအဲ့တော့ဒီမရရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုံတော်ကိုတိဖို့ကြိုးစားရည်ချင်းကိုတိမှ စိတ်ထဲမှာနှစ်နှစ်ကာကဖြစ်လာရရွရင်းရွရင်းနှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဖះပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါကိုကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့် အရဟံခုံတော်နဲ့ပြည့်စုံပါပြီလေစိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကြိမ်ကြိမ်အထထတတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားနုတတိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ခုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အင်တာမတ်ကြည်နူးဝယ်ရာတွေစိတ်ထဲမှာจิตတ်ဆရာတွေပဲဖြစ်လာပြီးတော့ တမာရီရလာမှာဖြစ်ပါတယ်